မင်္ဂလာပါရှင်ဒီနေ့အောက်တိုဘာ20ရက်နေ့အတွက် People's Spring ရဲ့နေ့လည်ခင်းဒီနောက်ဆုံးရထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို ပြောပြပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါတံပိုးမပြတ်နိုင်တဲ့နန်းစင်ယတနာတွေကိုဖောက်ထွင်းခိုးယူသွားသူတွေကအရန်ကျွမ်းကျင်တဲ့ professional အဆင့်တွေလို့ပြင်သစ်ရဲတွေပြောပါတယ်အောက်တိုဘာ19ရက်နေ့ကပါရီမြို့တော်ရဲ့ကဘာကျော် Louvre ပြတိုက်ကြီးမှာရဲတင်းလာတဲ့ဖောက်ထွင်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်ဒီဖြစ်စဉ်မှာတကိုးတွေကပြင်သစ်ရဲ့နန်းစင်ယတနာတွေကိုခိုးယူသွားခဲ့ကြတာပါ ဒီကိစ္စမှာမတမာသူတွေရဲ့လုပ်ရက်ကအရန်ပြည့်ကြီးတေသက်တယ်လို့အကျန်းဖက်တိုက်ခိုက်တာမျိုးတွေလည်းတခုမှမပါခဲ့ဘူးလို့ရဲတွေကပြောပါတယ်။အခုဖြစ်ရက်ကလူးပြရတ်ရဲ့လုံခြုံရေးအစီအမံတွေနဲ့ပတ်သက်လို့ဝေဖန်မေးခွန်းထုတ်မှုတွေပုံမမြင့်တက်လာစေခဲ့ပါတယ်။အရင်ကတည်းကလုံခြုံရေးပညာရှင်တွေနဲ့အရာရှိတွေကပြရတ်ရဲ့လုံခြုံရေးကဏ္ဍမှာယင်းနှိမ့်မြုံနှံမှုအားနေကြောင်းထောက်ပြတာတွေရှိခဲ့ပါတယ်။လူးကပါရီမြို့တော်ရဲ့ကဘာလဲခီးသည်တွေလာရောက်လဲပတ်မှုအများဆုံးနေရာတွေတဲကတခုလည်းဖြစ်ပါတယ်။ 2024တုန်းကဒီပြတိုက်ကြီးစီဧည့်သည်8.3တန်းလောက်လာရောက်ခဲ့ပါတယ်။တကိုးတွေကဒေတာစံတော်ချိန်မနက်9:00နာရီခွဲလောက်လင်းလင်းရှင်းရှင်းအချိန်မှာစောက်လုံရဲ့အလုံသမားတွေပုံစံမျိုးနဲ့ရောက်လာခဲ့ကြတာဖြစ်ပါတယ်။အရင်အတွက်3-4ရောက်လောက်ရှိတဲ့အဲ့ဒီအဖွဲကပြတိုက်ရဲ့စိမ့်မြစ်ပတ်အချမ်းပရင်းပေါက်တစ်ခုကိုခွဲပြီးဝင်ရောက်ခဲ့ပါတယ်။သူတို့ကလှဆက်အသေးစားတွေအပါအဝင်စောက်လုံရဲ့လုပ်ငန်းသုံးကိရိယာတချို့တဲလာခဲ့ပေမဲ့လက်နက်တွေတော့ယူမလာခဲ့ပါဘူး။ ူတို့ကအဝါနဲ့လေမော်ယောင်တောက်တောက်ဆောက်လုပ်ရေးလုပ်ငန်းသုံးဝတ်ဆောင်တွေကိုဝတ်လာခဲ့ပေမဲ့မျက်နှာဖုံးတွေကိုဝတ်ဆင်ပြီးဘယ်သူဘယ်ဝါဆိုတာကိုဖုံးကွယ်ထားခဲ့ကြပါတယ်ပြီးတော့ grain လေကားလိုပစ္စည်းတစ်ခုကိုသုံးပြီးပြတတ်ရဲ့အပေါ်ထက်ထဲဖောက်ထွဲဝင်ရောက်ရင်းအပိုလို ပြကန်းထဲကိုရောက်သွားကြပါတယ်သူတို့ကယူလာတဲ့ကရိယာတစားပလာတွေကိုသုံးပြီးလုံခြုံရေးဝန်ထမ်းတွေကိုချိန်ချောက်ခဲ့တဲ့နောက်နန်းစင်ရတနာပစ္စည်း၉မျိုးကိုခိုးယူထွက်ပြေးသွားတာပါအဲ့ဒီဖောက်ထွဲမှုက၄မိနစ်ကနေ9မိနစ်အတွင်းပဲကြာခဲ့တာဖြစ်ပါတယ် မော်တော်ဆိုင်ကယ်တွေစီးပြီးလွတ်မြောက်သွားတဲ့တကိုးတွေကိုရဲတွေကအပူတပြင်းခြေရခံရှာဖွေနေစေပါအေဂရီဘီမယူဂျင်နီဝတ်ဆင်ခဲ့တဲ့တရဖူကတကိုးတွေအလောတကြီးထွက်ပြေးတဲ့အချိန်ပြားလိုက်အပြင်ဘက်မှာပြုတ်ကျကျန်ခဲ့ပြီးထိခိုက်ထားပေမဲ့ပြန်လည်သိရှိရရှိခဲ့ပါတယ်ခိုးယူခံရတဲ့ပစ္စည်းတွေထဲမှာတော့ရတနာစီချေထားတဲ့ငကနှဒောင်းတွေရင်တိုးတွေပါဝင်တယ်လို့သိရပါတယ်အဲ့ဒီခိုးခံရတဲ့ပစ္စည်းတွေရဲ့တန်ဖိုးကိုတော့အတိအကျမသိရသေးပေမဲ့အ ਨੇ စုံယူရိုငွေတန်ပေါင်း၁၀ကနန်းတော်တော်များများလောက်ထိရှိနိုင်ကြောင်း သတင်းတွေကဖော်ပြခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီး Lawrence Nunes ကတော့ဒီကိစ္စကိုစုံစမ်းဖို့ရဲတပ်ဖွဲ့ထဲမှအထူးယူနစ်တစ်ခုချက်ချင်းဖွဲ့စည်းထားစီတယ်လို့ပြောပါတယ်။ဒီဖောက်ထွင်းခိုးယူမှုကလူ့ပြရိုက်တစ်ခုတည်းကိုထိခိုက်စေတာမဟုတ်ပဲပြင်သစ်တနိုင်ငံလုံးချစ်မြတ်နိုးရတဲ့သမိုင်းကြောင်းနဲ့အမွေနှစ်တွေကိုတိုက်ခိုက်ရလဲရောက်တယ်လို့ပြင်သစ်သမ္မတအီမန်နျူရယ်မာခရွန်ကပြောကြားခဲ့ပါတယ်။စုံထောက်တွေကတော့ဖြစ်နိုင်သမျှအထောက်အထားတွေသဲလွန်စားတွေကိုရှာဖွေနေတယ်လို့ဆိုပါတယ်။ကမ္ဘာပေါ်မှာလာရောက်လဲပတ်သူအများဆုံးပြတိုက်လဲဖြစ်တဲ့လူ့ကတော့ အောက်တိုဘာ16ရက်နေ့မှာတနေကုန်ပိတ်ထားမယ့်အကြောင်းလူမှုကွန်ရက်မီဒီယာ X မှာရေးသားကြေညာခဲ့ပါတယ်ရှင်။ထိုင်ဝမ်အတိုက်ခံပါတီရဲ့ခေါင်းဆောင်တဲ့အတွက်ဝမ်းမြောက်ဂုဏ်ယူကြောင်းတဝန်လွှာကိုတရုတ်သမ္မတရှီကျင်ဖင်ကပေးပို့ခဲ့ပါတယ်။အောက်တိုဘာ16ရက်နေ့ကကူမင်တန် KMT ပါတီရဲ့ခေါင်းဆောင်တဲ့အဖြစ်တင်မြောက်ခံရသူချန်လီဝွန်ကိုရှီကတဝန်လွှာပေးပို့ခဲ့တာဖြစ်ပြီးနှစ်နိုင်ငံပြန်လည်တင်မြှပ်ပူးပေါင်းရေးအတွက်အားထုတ်ကြိုးပမ်းနိုင်ပါစေလို့ထည့်သွင်းဆန္ဒပြုခဲ့တာဖြစ်ပါတယ်။ တရုတ်ကဂျာဝင်ဆွဲဖက်မှုတွေရှိခဲ့တယ်လို့ဆွဆွဲခံခဲ့ရတဲ့ပါတီတွေရွေးကောက်ပွဲမှာခြံကအနိုင်ရခဲ့တာဖြစ်ပါတယ်။ထိုင်ဝမ်လွှတ်တော်အမတ်ဟောင်းတဦးဖြစ်တဲ့ခြံကနိုဝင်ဘာ၁ရက်နေ့ကစလို့ KMT ရဲ့အကြီးအကဲအနေနဲ့တာဝန်ယူသွားမှာပါ။တရုတ်စိုးရကထိုင်ဝမ်ရဲ့အာဏာရဒီမိုကရက်တစ်တိုးတက်ရေးပါတီ DPP အပေါ်ခါးသီးတဲ့သဘောထားမျိုးရှိနေပါတယ်။တရုတ်ကထိုင်ဝမ်ကျွန်းကိုပိုင်နဲ့နယ်မြေတစ်ခုဖြစ်သတ်မှတ်ထားပြီး DPP ကတော့တီးကြလွတ်လပ်တဲ့ရည်တည်မှုမျိုးကိုသာလိုလားနေပါတယ်။ တရုတ်က DPP ကိုစားပြူထိုင်ဝမ်သမ္မတလိုက်ခြင်းတေးကိုခွဲထွက်ရေးဝါဒီတူဖြစ်တိလင်းဆွဆွဲထားပါတယ်။တစ်ဖက်မှာ KMT ကတော့တရုတ်နဲ့ပိုနီးနီးကပ်ကပ်ညှိနှိုင်းဆောင်ရွက်ခြင်းတဲ့သဘောထားဝါဒမျိုးကိုဆွဲကင်ထားတာပါ။တရုတ်ကလည်း KMT ကသာထိုင်ဝမ်အရေးနဲ့ပတ်သက်ရင်တရုတ်အတွက်လက်တွေ့ကြတဲ့စေစံညှိနှိုင်းမှုမိဘအဖြစ်ယူဆထားပါတယ်။ချန်အတွက်ရှီကပေးပို့တဲ့သဝန်လာမှာတော့ KMT နဲ့တရုတ်အာဏာရကွန်မြူနစ်ပါတီ CCP ကြားမှာ ပုံမခိုင်မာနိကတဲ့ဆက်ဆံရေးမျိုးတွေတိစောက်နိုင်ဖို့တိုက်တွန်းထားခဲ့ကြောင်းတရုတ်အစိုးရပိုင်းရှင်းဟွာသတင်းဌာနကဖော်ပြခဲ့ပါတယ်။ပါတီနှစ်ခုကြားမှာပူပေါင်းဆောင်ရွက်မှုဘုံအကျိုးရှိမဲ့ဖွံ့ဖြိုးတိုးတက်မှုတွေမြင့်တင်တင်တယ်လို့အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက်လည်းရှေ့တိုးလှုပ်ဆောင်စည်းကြင်တယ်လို့ရှိကဆိုပါတယ်။ဒီအသုံးနှုန်းကတော့ထိုင်ဝမ်ကျွန်းကိုတရုတ်ပိုင်းနဲ့ထဲပူပေါင်းစေလိုတဲ့သဘောထားကိုညွှန်ပြတာဖြစ်ပါတယ်။ခြံရဲ့ပြန်ကြားချက်မှာတော့ထိုင်ဝမ်ရေလက်ကြားကိုဖျက်ချော်ပြီးငြိမ်းချမ်းရေးတည်ငြိမ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကို ပါတီနှစ်ခုကြားကရှိရင်ဆွဲအခြေခံကောင်းတွေပေါ်မူတည်ပြီးညှင့်တင်ဖို့လိုလားကြောင်းပါရှိပါတယ်။နောက်ပြီးချန်ဟာထိုင်ဝမ်အစိုးရကတရုတ်ရဲ့ချင်းချောင်းမှုတွေကိုတုံ့ပြန်မှုအတွက်ကာကွယ်ရေးအသုံးစရိတ်တွေတိုးမြင်နေတာမျိုးကိုလည်းအတိအလင်းဆက်ကျင်ခဲ့သူဖြစ်ပါရဲ့ရှင်။ဆက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာပါ။မြန်မာနိုင်ငံမှာအပြည့်အခက်ရစဲနိုင်ရေးအတွက်ပုတ်ရဟန်းမင်းကြီးကတိုက်တွန်းတောင်းဆိုခဲ့တယ်လို့ယူကရိန်းအပါအဝင်စစ်ဘေးတွေနေမျိုးတွေငြိမ်းချမ်းရေးအတွက်လည်းဆုတောင်းပေးခဲ့ပါရဲ့။အောက်တိုဘာ19ရက်နေ့က ဗာတီကန်မှာရှိတဲ့စိန့်ပီတာယဉ်ပြင်ရဲ့ဝတ်ပြုစုဝေးမှုစီစဉ်ပြီးမှပုပ်လီယို14ဟာကမ္ဘာငြိမ်းချမ်းရေးအတွက်လည်းဝတ်ပြုသူတွေနဲ့အတူဆူတောင်းပေးခဲ့ပါတယ်။ရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာရေးရဲ့အထွတ်ခေါင်ပုဂ္ဂိုလ်ကြီးက2021နှစ်စံပိုင်းကစလို့စစ်မီးတွေတောက်လောင်နေတဲ့မြန်မာနိုင်ငံမှာအပြည့်အခက်ရက်စဲနာရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့တိုက်တွန်းခဲ့ပါတယ်။အယက်သားဧရိယာတွေအခြေခံအဆောက်အအုံတွေကိုပြစ်မှတ်ထားတဲ့ဘုံကျဲမှုတွေနဲ့လက်နက်ကိုင်းပဋိပက္ခတွေကိုစန့်ကျင်ရည်တည်ကြောင်းလဲထပ်ပြီးပြောဆိုခဲ့တယ်လို့ ထိခိုက်နာကျင်ခဲ့ရတဲ့ပြည်သူတွေနဲ့ထပ်တူဝမ်းနေမိကြောင်းလဲပုတ်ကဆိုပါတယ်။သူ့အနေနဲ့ထိရောက်တဲ့အပြစ်ခတ်ရက်ဆဲရေးသဘောတူညီမှုတစ်ခုကိုအမြန်ဆုံးဖော်ဆောင်နိုင်ဖို့လှိုက်လိုက်လဲလဲတောင်းဆိုကြောင်းမြမအရေးနဲ့ပတ်သက်လို့ပုတ်ကပြောကြားခဲ့ပါတယ်။ပုတ်လီယိုကမြင့်မြတ်နေမည်အဖြစ်သတ်မှတ်ရာအစ္စရေးပါလက်စတိုင်းဆက်ဆက်ဒေသတွေယူကရိန်းနဲ့ကမ္ဘာအနှံ့ကစစ်ဘေးတွေနေမည်တွေမှာအတို့ရှိတည်တံ့တဲ့ငြိမ်းချမ်းရေးရရှိလာဖို့အတွက်လဲဆူတောင်းပေးခဲ့ပါတယ်။တရားမျှတပြီးအရှိတည်တံ့တဲ့ငြိမ်းချမ်းရေးမျိုးကို ကမ္ဘာကောင်းဆောင်တွေကအာထုတ်ရှာဖွေကြဖို့အတိအမြင်နဲ့စွဲမြဲအာထုတ်မှုမျိုးဖျားသခင်ပေးသနာဖို့ဆူတောင်းကြောင်းပုပ်ယဟန်မင်းကပြောပါရယ်အသက်80အရွယ်ပုပ်လီယိုကပုပ်ယဟန်မင်းရာထူးမှာတင်မြောက်ခြင်းခံရတဲ့ပထမဆုံးအမေရိကန်နိုင်ငံသားပါအရင်ပုပ်ယဟန်မင်းကြီးဖရန်စစ်ကွယ်လွန်သွားပြီးတဲ့နောက်မေလာရှိရနေကဆလို့ပုတ်လီယိုကအရရဆက်ခံခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ဒီခိုင်းအမျိုးသားအဖွဲ့ချုပ်အာရခတက်တော် ULAAA ကပြည်သူတွေရဲ့လုံခြုံရေးအတွက် တန်တွဲနဲ့ ग्वा မြို့နယ်အနီးပင်လယ်ပြင်မှာညအချိန်၅ဖန်တာတွေကိုည6နာရီကနေမနက်6နာရီအတွင်မဖမ်းဆီးဖို့အောက်တိုဘာ19ရက်နေ့ကစပြီးတားမြစ်လိုက်ပါတယ်။ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်နေတဲ့ကြောက်ဖြူနယ်စစ်တွေမြို့တွေကိုစစ်ကောင်စီတပ်ကအင်အားဖြည့်တင်းမှုတွေရေချောင်းကနေပို့လောက်လာသလိုအေးအေးသိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့တချို့ကိုပြန်လည်သိမ်းယူဖို့ရေချောင်းကနေပြင်ဆင်တာတွေခုရပိုင်းပို့လောက်လာကြောင်းအေးအေးကအသိပေးပါတယ်။စစ်တပ်ရဲ့ရေချောင်းလေချောင်းတွေကနေတိုက်ခိုက်တာနဲ့ပတ်သက်လို့ ရင်ကလည်းသတိပေးထားပါတယ်။ဒါပေမဲ့စစ်တပ်ရေရင်တွေကပင်လယ်ပြင်မှာပြည်သူတွေကို တွေ့ရင်ဖမ်းဆီးတပ်ဖြတ်တာတွေလုပ်လို့ရှိတယ်လို့အရင်ကအချိန်အကန့်အသတ်မရှိငါဖမ်းခွင့်ပြုထားတဲ့ငါဖမ်းရေရင်တွေကိုအကာအကွယ်ယူပြီးစစ်ရေးဖြည့်တင်းမှုနဲ့လှုပ်ရှားလာနိုင်တာကြောင့်တန်တွဲကွားမြို့အနီးပင်လယ်ပြင်မှာငါဖမ်းတာတွေကိုည6နာရီကနေမနက်6နာရီအတွင်းတားမြစ်လိုက်ပါတယ်။ ULAAA ကအခုထုတ်ပြန်လိုက်တဲ့အမိန့်ကိုပြန်လဲရုပ်သိမ်းကြောင်းမကြေညာမချင်းအဲ့ဒီ area တွေမှာညအချိန်လုံးဝငါမဖမ်းဖို့သတိပေးထားပါတယ်။ ဒါအပြင်စစ်တပ်ကပင်လယ်ပြင်မှာလက်နက်ကြီးနဲ့ပစ်ခတ်တာဖမ်းဆီးတပ်ဖြတ်တာတွေလုပ်လို့ငါးဖမ်းဆက်လီနဲ့ပြည်သူတွေအနေနဲ့နေကင်းပိုင်းငါးဖမ်းရင်လည်းကမ်းဝေးမှာမဖမ်းကြဘူးစစ်တပ်ရေရင်တွေလာနေတာမြင်ရင်ကမ်းဆက်အကမ်းကြီးကိုအများဆုံးစိုက်ကတ်ကြဖို့တတိပေးထားပါရရှင် People's Prayer နေ့လည်ခင်းဒီနောက်ဆုံးရသတင်းတွေကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်